အထွေထွေထိုးစစ်ကြီးစတင်တော့မယ်ဆိုတဲ့ပေါင်းစုညီညွတ်မှုတိစောက်နိုင်စွမ်းနဲ့အကြောင်းလဲပြသပြီးပြီဖြစ်တာမို့လို့ပြိုကွဲတော့မယ်ဖက်စစ်တိုက်ရဲ့နောက်ဆုံးအခြေအနေကိုမနေ့တုန်းကဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ရှင်းပြီးကျွန်တော်ပြောပြချင်ပါတယ်အဲ့တော့ကဏ္ဍလေးပါရောင်မြေကဏ္ဍလေးတစ်ခုရဟန်းရင်စင်းကွင်းရယ်လို့တတ်တတ်မတ်မတ်ပြင်ဆင်မထားနိုင်သေးတဲ့ကဏ္ဍလေးတစ်ခုဘာကြောင့်ပြင်ဆင်မထားနိုင်သေးလဲကျွန်တော်ပြောလဲဆိုရင်ပထမဆုံးရဟန်းရင်စင်းလာတဲ့အချိန်မှာတွေ့ပါလိမ့်မယ်ဘေးနားမှာသမိုးပိုင်းတွေလိုမျိုး plastic ပိုင်းတွေလိုမျိုးအပိုင်းတွေလွင့်ပြန်ပြီးတော့ဖြိုဖျင်းနဲ့ပြန်ပြန်လွင့်ပြန်တက်နေတာကိုကြည်ချင်းအဖြစ်ဒါဟာ ရဟယင်ဆင်းမဲ့ကွင်းတစ်ခုအဖြစ်တော်စနစ်တကျပြင်ဆင်နိုင်ဇမန်ပြင်ဆင်နိုင်တဲ့အခြေအမရှိတော့ပဲတွေ့ရကွင်းပြောင်တွေ့ရလေကွင်းမှာရဟယင်သုံးစင်းနဲ့ဂမန်ကနန်းလာပြီးတော့အထုပ်တွေရိတ်ခါတွေလက်နက်ခဲယမ်းတွေပစ်ချဒဏ်ရာရတဲ့လူနဲ့ထွက်ပြေးမဲ့လူတွေကိုကယ်ဆယ်ဖို့ဥပမာပြောရရင်တော့ဖလော်ဝိုင်းသမ္မတမဟာကိုစ်တို့လက်ထက်ကနော်ရဟယင်နဲ့ကတော်ကမြောင်အလူရဲ့ပြေးနေတဲ့ရုပ်ရှင်တွေတွေ့ရပါလိမ့်မယ်နောက်ဆုံးရှုံးတော့မဲ့ရှုံးနေတဲ့အချိန်မှာရဟယင်ကလာကယ်ထုတ်ချက်ချင်းတက်ကမြောင်အလူရဲ့ပြေးတဲ့အဲ့ဒီပုံစံမျိုးပဲအခုလည်းပဲ စနစ်တကျပြင်ဆင်ထားခြင်းမရှိသေးတဲ့ကာနာတကုံပထမဆုံးယဟန်ယံဆင်းလာတဲ့ဆင်းလာတဲ့အချိန်မှာအစင်းသစ်စောင့်နေတဲ့ထွက်ပြေးတော့တဲ့ဖက်စစ်တပ်သားတွေကအလူရဲ့ပြေးပြီးတော့ယဟန်ကိုပြစ်တက်နေကြတဲ့အချိန်နော်ပြစ်တက်သွားပြီပထမယဟန်ယံတက်တယ်အဲ့ဒီမှာဒုတိယယဟန်ယံထပ်ဆင်းလာတယ်ပထမယဟန်ယံကပြန်တက်ပြီအဲ့ဒီပထမယဟန်ယံစပြီးတော့ပြန်တက်တဲ့အချိန်မှာပဲပထမဆုံးဘုံသီးတွေကြတာကိုတွေ့ရပါလိမ့်မယ် ဒေါ်လိုက်တပ်ဖွဲ့တွေကနေကျဲချတဲ့ဘုံတော်လကောင်တာဝေးပြစ်တော်လကောင် RPG အနိကပြစ်တဲ့ RPG တော်လကောင်တစ်ခုခုရဲ့ပြစ်ခတ်မှုကြောင့်ပထမဆုံးရဟန်းရင်စပြောင်းပြီးတော့တက်တဲ့အချိန်မှာပဲသူ့ရဲ့နောက်ဒိုက်တရာကျော်တရာခန့်အကွာမှာထပ်ပေါက်ကွဲတာတွေ့ရပါလေအဲ့ချိန်မှာဒုတိယရဟန်းရင်ကဆင်းလာပြီကတော်ကမျိုးပြေးလာပြီးတော့အပြေးတက်ကြပြီနော်အပြေးတက်ပြီးတော့ရဟန်းရင်မြေကြီးမှာရောက်ပြီးတော့ပြေးတက်နေတဲ့အချိန်မှာပဲတတိယရဟန်းရင်ကပြန်ဆင်းလာပြီးတော့ပထမရဟန်းရင်ရက်ကတဲ့နေရာနားလေးမှာဝဲပြီးအထုပ်တွေသူပြစ်ချတယ်နောက်ကနေပြစ်ချပြစ်ချပြီးသူမြေကြီးပေါ်မဆင်းရသေးခင်မှာပဲသူ့ရဲ့တောင်ပံနားလေးမှာအပေါ် ဒီ propeller အာဒီနားလေးပေါက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့ပြီးတော့သူဟာထိခိုက်သွားတယ်ထိခိုက်သွားတဲ့အချိန်မှာအဲ့ဒီရဟန်းရဟာအထုပ်ဒီပြစ်ချရုံမဲ့ပြစ်ချနိုင်ခဲ့ပြီးတော့လူသူ့လူပေါ်လူလည်းမချနိုင်ဘူးထက်လိုက်မဲ့လူလည်းမတင်နိုင်မဲ့သူချက်ချင်းပြန်တက်ပြန်တက်တဲ့အချိန်မှာပဲဒုတိယရဟန်းရဟာသူ့ရှေ့တွင်ပဲတတိယရဟန်းရဟာဓလက်တွေကိုဘုံထိသွားပြီးဆိုတော့ပြေတော့သူလည်းပဲချက်ချင်းမှပြန်တက်ပြန်တက်တဲ့အချိန်မှာကျွန်တော်ကကြည့်နေတာဟာအဲ့ဒီဒုတိယရဟန်းရဟာသူ့နောက်မှာတက်နေတဲ့လူတွေအထုပ်တွေကို ီးစည်းအောင်မတင်နိုင်ဘူးအတင်းပြန်တက်ပြီးတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တေးချာချက်ကြည့်တော့သူ့ဘော်ကိုတက်နေတဲ့စစ်သားတွေကိုကန်ချနေတာတွေ့ရတွေ့ပါလိမ့်မယ်တခြားကြည့်ဒုတိယရဟန်းရင်အတင်းအလူရက်ပြန်တက်တဲ့ချိန်မှာနောက်ဘော်ကနေပြီးတော့သူ့ဘော်အတင်းအလူရက်တက်နေတဲ့စစ်သားတွေကိုကန်ချလို့အနည်းဆုံး၄ယောက်နဲ့အထက်ပြုတ်ကျနေအောင်တွေ့ရပါလိမ့်မယ်ဒီအခြေအနေတွေကိုကြည့်ချင်းအဖြစ်ဖက်စစ်အကြမ်းဖက်တက်နေလေးတက်နဲ့ကြီးတက်ဟာ ဘလို့မှပေါင်းစည်းလို့မရနိုင်တော့ဘူးအခါအခွင့်တင့်လာရင်ကြီးတကကောင်တွေကိုလေတကကောင်တွေကပညာပေးမယ်အခုလိုရဟယင်ဘောကစောက်ကန်ချခံရတာဒီမကြခင်ဆက်လက်ဖြစ်ပေါ်လာမယ်ဒိုနီတူကပဲရဟယင်မောင်းနဲ့ပိုင်းတော့ဆိုတဲ့ကောင်တွေအခုမျိုးထက်အောင်လို့လူသက်ကောင်တွေမီးလောင်ကျွမ်းပြကြပြီးတော့ပြည်သူရဲ့နော်တစ္ဆာတွေစူးရှာပြည်သူတစ္ဆာပေါ့တို့တွားရလန်းလူသက်ကောင်တို့တွားရလန်းမီးကျွန်းနဲ့ဘော်ဒီတွေဖြစ်မကြခင်ဆက်လက်မြင်တွေ့ရမယ်စစ်အာဏာသိမ်းပြီးနောက်၅နှစ်အတွင်း KIA က စီရဟယင်လေးစီးနဲ့တိုက်လေရင်တစီးကိုပြစ်ချနိုင်ခဲ့ပြီးယမန်နေ့ပြစ်ချခဲ့သည့်မိုင်၁၈ရဟယင်နှစ်စီးမှာအနည်းဆုံးအမေရိကန်ဒေါ်လာတန်300တန်ကျေးရှိအကြမ်းဖက်စစ်တပ်က20,120ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့စစ်အာဏာသိမ်းပြီးနောက်၅နှစ်အတွင်း KIA ကစစ်ကောင်စီ၏ရဟယင်၄စီးနှင့်တိုက်လေရင်တစီးကိုပစ်ချနိုင်ခဲ့သည်ယမန်နေ့ကချင်ပြည်နယ်ဗမော်မြို့နယ်စကခ21အတွင်းသို့စစ်ကူအင်အားလာဖြစ်ပြီးစစ်ကောင်စီ၏မှ18ရဟယင်၃စီးအနက်မှမှ18ရဟယင်၄စီးကို KIA ပူးပေါင်းတပ်များကပစ်ချနိုင်ခဲ့ပြီးရဟယင်တစီးမှာရွှေကူမြို့နယ်မြို့လားမြို့နယ်ခွဲစီငန်းရွာ အနောက်ဘက်ရှိတောထဲတွင်ပြကြသွားခဲ့ရာ KIA တပ်ရင်းငါးကရင်းရဟတ်ရင်အပြက်စီးနှင့်အလောင်းများကိုရှာဖွေတွေ့ရှိခဲ့သည့် KIA ကရှာဖွေတွေ့ရှိရသည့်ရဟတ်ရင်ပြက်အနီးမှ အလောင်းတစ်ခုမှာရုံမပြတ်သေးသည့်ရဟတ်ရင်မူကပ္ပတိန်ဗိုလ်ကြီးမျိုးထက်အောင်၏အလောင်းဖြစ်ပြီးဗိုလ်ကြီးကျော်မြင့်သူ ဗိုလ်ကြီးချမ်းသာအခြားလေတပ်အဖွဲ့ဝင်၄ဦးလည်းရဟတ်ပြတ်ကျမှုအတွင်တည်ဆုံခဲ့ကြကြောင်းသိရှိရသည့် KIA ဘက်ကမူစက္ကခ၂၁တူလူလာလဲသည့်ဖြူဟာမှုနှင့်အဖွဲ့ပါရဟတ်ရင်ပြတ်မှုတွင်တည်ဆုံခဲ့ကြောင်းပြောဆိုထားသည့် KIA ကပြစ်ခတ်ခဲ့သောအခြားမိုက်၁၈ရဟတ်ရင်တစ်စီးမှာ ရွှေကူမြို့တွင် အရေးပေါ်ဆင်းသက်ခဲ့ရပြီးဘေးဆောင်လဲကပန်ကာများကျိုးပြက်သွားသဖြင့်တုံမရတော့ကြောင်းရဟတ်ရင်ဆင်းသက်ပြီးနောက်မိလောင်၍အရေးပေါ်မိငိမ့်သက်ခဲ့ရကြောင်းတပ်တရင်ရင်းမြစ်တချို့ကအတီးပြုသည်ရန်ကုန်ခေတ်၏လေလာချက်များအရမှ၁၈ရဟတ်ရင်တစ်စီးဤတန်မှုမှာ အမေရိကန်ဒေါ်လာအနည်းဆုံး16.4တန်းမှ18.4တန်းအတွင်းတန်ကြီးရှိရာယမန်နေ့ KIA ကပြစ်ချလိုက်သောမဆက်9ရဟတ်ယင်နှစ် CE တန်မှုမှာအနည်းဆုံးအမေရိကန်ဒေါ်လာတန်30ကျော်ရှိသည်ဟုတွေ့ရသည် KIA ကယခင်ကလေးကစစ်ကောင်စီ၏ရဟတ်ယင်နှင့်တိုက်လေယာဉ်များကိုပြစ်ချခဲ့ဘူးရာယမန်နေ့ပြစ်ချခဲ့သည့်ရဟတ်ယင်နှစ် CE အပါအဝင် စုစုပေါင်းစစ်အာဏာသိမ်းပြီးနောက်9နှစ်အတွင်းရဟတ်ယင်၄ CE နှင့်တိုက်လေယာဉ်တစ်စီးတို့ကိုပြစ်ချနိုင်ခဲ့ခြင်းဖြစ်သည် 2025ခုနှစ်မေလ21ရက်ပြည်သူ့ဘက်တော်သားရဲ့ပြည်သူတို့နှုတ်ဆက်တင်ပြခြင်းအစီအစဉ်ဖြစ်ပါတယ်ကျွန်တော်အခုဆိုရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ့ကောင်းများနဲ့အတူတိုင်းသားဒေသစစ်မြေပြင်အနီးတင်နေရာကနေပြည်သူပေးရတဲ့တာဝန်တွေကိုတာဆောင်းသမျှ ကြည်ပြန်စွာထမ်းဆောင်ရင်းနေဦးတော်လိုင်းရေးအတွက်အားတစက်နိုင်ငံသားကောင်းတူသမိုင်းပြတာဝန်ထမ်းဆောင်နေသောနိုင်ငံသားတူအဖြစ်ဆောင်ရွက်နေပါတယ်ဒီကနေ့ပြည်သူကိုတင်ပြဂျင်နာရီရှိလို့တိုက်ရထုတ်လင်းခြင်းဖြစ်ပါတယ်ဒီကနေ့19ရက်20ရက် ရက်နှစ်ရက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်နေဦးတော်လိုင်းရေးရဲ့သမိုင်းတလျှောက်၄နှစ်ကျော်ကာလသမိုင်းတလျှောက်မှာထူးခြားပြောင်မြောက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတော်လိုင်းတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်တွေကိုကျွန်တော်တို့ထူးထူးခြားခြားအသိမှတ်ပြုလေးစားဂုဏ်ပြုကြရမှာဖြစ်ပါတယ်။ပြီးကြတဲ့နေ့ကဆိုရင်တောင်မူလေတပ်စခန်းဌာနချုပ်ကိုဖြစ်ဖြစ်ရရ တာဝေးပြေရှော့တိုက်ဒုံးနေနဲ့တိုက်ခိုက်နိုင်ခဲ့တဲ့ဖက်စစ်တော်လိုင်းရေးတပ်ဖွဲ့တွေတန်တောင်ကြီးစစ်အခြေဆိုင်စခန်းကိုရှော့တိုက်ဒုံးနေနဲ့ထိတိယောက်တိုက်ခိုက်နိုင်ခဲ့တဲ့အောင်မြင်မှုသတင်းတွေနဲ့အတူမနေ့တုန်းကကြားသည့်ရတဲ့ KIA ကချင်းလွတ်မြောက်ရေးတပ်တော်ပြည်သူ့သူရဲကောင်းတွေရဲ့ဖက်စစ်အကြမ်းဖက်လီတက်ရဟရင်၃စီးတဲက၂စီးကို ပြစ်ချတိုက်ခိုက်နိုင်ခဲ့တဲ့ဝမ်းမြောက်ဂူယွန်ပွဲတည်င်းတွေဟာပြည်သူတိုင်းသားအလုံးအတွက်ပျော်ရွှင်မှုတွေကျင့်တ်မှုတွေဂုံယူဂုံပြုမှုတွေနဲ့အတူငါတို့တွေအလုံးစစ်ကြုံဘွားကလွတ်မြောက်ဖို့လုံးဝနီးကပ်သွားပြီပေကြတာကတော့တေချာနေပြီလုံးဝနီးကပ်လာနေပြီမကြခင်ငါတို့နိုင်ငံဟာဖက်စစ်လူသက်အာဏာရှင်စနစ်အောက်ကနေအပြီးတိုင်လွတ်မြောက်ပြီး တိုင်းသားအားလုံးပေါင်းစုရည်စူးကြိုးပမ်းနေတဲ့ Federal Democracy လွတ်လပ်သောပြည်ထောင်စုနိုင်ငံတော်အစ်မပျော်ရွှင်ငြိမ်းချမ်းစွာလူဖြစ်ခွင့်ရတော့မှာပါလားဆိုတဲ့တည်ကြမှုတွေဟာကျွန်တော်တို့နိုင်ငံသားအားလုံးအတွက်သွေးဆူနိုးကြွဟောတော်နွေးတော်လိုင်းရင်းမှာပန်းလျက်နွမ်းလျက်ခဲ့တာတွေကနေအပန်းဖြေလေးဖြစ်လာခဲ့ပါတယ်ဆက်တမ်းမှာပဲကြည့်မယ်ဆိုရင်ဖက်စစ်အကြမ်းဖက်စစ်တပ်ကြီးဟာဥပမာဆိုရင် ကချင်ကရင်နယ်စပ်မှာရှိတဲ့ဟမ်နှစ်ပေါင်း၄60ထိုင်ခဲ့တဲ့စစ်စခန်းကြီးတွေရခိုင်ရခိုင်1980ကျော်ကာလတော့ဆိုရင် လာတပေါင်းလာနဲ့ချီပြီးတော့တိုက်ခိုက်သိမ်းပိုက်ရတော့မလွယ်ခဲ့တဲ့တပ်စခန်းတွေဟာဆိုရင်အခုဟာနိုင်ရီပိုင်းနိုင်ရီဝက်ဒီလောက်နဲ့ပဲတပ်စခန်းတွေတစ်ခုပြီးတစ်ခု ဖက်စစ်တပ်ကစွန့်ခွာထွက်ပြေး နော်ထိုင်းထိုင်းနေစားကစကန်းနေဆိုရင်တို့ဝင်တိုက်ပြီဆိုတော့လက်နက်တွေကိုအိမ်သားချင်းတွေမြေကြီးတွေမြို့ချက်ချင်းထိုင်းဘက်ကိုထွက်ပြေးစကန်းတွေတစ်ခုပြီးတစ်ခုစကန်းတွေဆိုတဲ့နေရာမှာစကန်းကြီးတွေဗျူဟာမြောက်စကန်းကြီးတွေတစ်ခုပြီးတစ်ခုစွန့်ခွာထွက်ပြေးနေတဲ့ဖက်စစ်တပ်သားတွေရဲ့မြင်ကွင်းတွေဟာလက်ရှိဖက်စစ်အကြမ်းဖက်တပ်ထဲကအုံနောက်ညံနေတူတချို့ကြွေးကြော်နေတဲ့ငါတို့စစ်တပ်ကြီးကဘယ်တော့မှမပြိုကွဲနိုင်ပါဘူးတရုတ်နဲ့ရုရှားတို့လိုကမ္ဘာအင်အားကြီးနိုင်ငံတွေကထောက်ကူပြုထားတဲ့ငါတို့ ကြီးရလေခင်မီစစ်တပ်ကြီးကဘယ်တော့မှမဆုံးနိုင်ဘူးဆိုတော့ကျွေးကြော်တန်တွေဟာသေးသေးရေသွန်အချီးနှီးဖြစ်လာခဲ့ပြီလို့သက်တည်နေဖြစ်ပါတယ်ဘလောက်ပဲအင်အားကြီးကြီးဘလောက်ပဲကြီးရလေစစ်တပ်ကြီးကိုပိုင်ထားပိုင်ထားဘလောက်ပဲနိုင်ငံတရားစာရကိုထင်သလိုအသုံးပြုခွင့်ရှိရှိဘလောက်ပဲမိစာကပအင်အားကြီးနိုင်ငံတွေရဲ့ထောက်ခံမှုကိုရရပြည်သူတွေရဲ့ယုံကြည်ထောက်ခံမှုမရရင် ဒီဖက်စစ်အကြမ်းဖက်တပ်ဟာအချိန်တိုတိုးတင်းမကြခင်ပြူကွဲတော့မှာဖြစ်ပါတယ်အခုဆိုရပိုင်းတော်တွင်တောင်မူလီတပ်ဆိုရင်တိုက်လျင်နှစ်စီးနဲ့အထက်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းအခုရရင်နှစ်စီးနှစ်စီးအနက်ကတစ်စီးကိုမီးလောင်ပြကြနေတဲ့ပုံလူမှုကွန်ရက်တွေမှာပြန့်နှံ့လာတဲ့အနေအထားကိုကြည်ကျင်းအားဖြင့်ဖက်စစ်တပ်ဟာသူတို့ရဲ့နောက်ဆုံးစွမ်းဆောင်ရင်ဖြစ်တဲ့လေတက်ကဲစွမ်းဆောင်ရင်ဟာတဖြည်းဖြည်း ဆုတ်ယုတ်ကြဆင်းထိခိုက်နေပြီဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒုတိယဒီချိန်ထဲမှာပဲလေတက်ကဘိုင်းလော့တွေလေတက်ကလူသက်သမားတွေရဲ့မိသားစုတွေကိုပါမကြံပြည်သူတရက်လုံးကအွန်လုံးနာယွန်ရှာမုံတီးပြီးဖက်စစ်လေတက်ကအဆက်နွယ်လို့ကြားသိရတာနဲ့တင်တွေ့ရတင်ချိန်ဒါမဆိုင်กว่าလို့ကြွေးကြော်တဲ့ညံပွက်လာတာဟာလည်းပဲဖက်စစ်လေတက်ရဲ့ ဒီနေ့ရောမနေ့ပြန်အနာဂတ်အတွက်ပါလုံးဝမကောင်းတော့တဲ့လက္ခဏာဖြစ်ပါတယ်ဒါပါလဲပြည်သူဗန္ဒာနဲ့ပြည်သူကိုကောက်ွယ်ဆောက်ရှောက်ဖို့ဝေယူထားတဲ့အစွမ်းမြင့်လေးတက်လေးရင်တွေလက်နက်တွေကိုဖက်စစ်အကြမ်းဖက်လူသက်စစ်ဘိုလ်တစုကောင်းစားရေးအတွက်ပြည်သူတရားလုံးကိုရဲဆက်ဆက်တတ်ဖြတ်နေတဲ့အတွက်ကြောင့်လူသက်သမားတို့ရဲ့နောက်ဆုံးသွားရလမ်းအားလုံးဆံမြန်းကြရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဒီကနေ့တက်လာတဲ့ ဗမော်ဘက်ကရဟရင်၃စီးနဲ့နော် ARI မြကန်းတပေးကတောင်ကန်းတနေရာမှာစစ်ကူလာပို့တဲ့မြင်ကွင်းလေးကိုပဲကျွန်တော်ဖြန့်တွက်သုံးသပ်ပြီးတော့လက်ရှိဖက်စစ်တပ်ရဲ့နောက်ဆုံးဗယုံမင်းရဲ့အခြေအနေကိုတင်ပြရင်ပြည်သူ့ကာကွယ်ရေးတပ်တွေကိုမင်းကိုနိုင်လည်းမကြမကြခင်ကပြောပြီးပြီး ကာကွယ်ရေးဝန်ကြီးလည်းမကြခင်ကပြောပြီးပြီအထွေထွေထိုးစစ်ကြီးစတင်တော့မယ်ဆိုတဲ့ပေါင်းစုညီညွတ်မှုတိစောက်နိုင်စွမ်းနဲ့အကြောင်းလဲပြသပြီးပြီဖြစ်တာမို့လို့ပြိုကွဲတော့မယ်ဖက်စစ်တပ်ရဲ့နောက်ဆုံးခြေနေကိုမနေ့တုန်းကဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ရှင်ပြီးကျွန်တော်ပြောပြချင်ပါတယ်အဲ့တော့ကန္နာလေးပါအရာရမီကန္နာလေးတစ်ခုရဟန်းရင်စင်းကွင်းရယ်လို့တတ်တတ်မမတ်ပြင်ဆင်မထားနိုင်သေးတဲ့ကန္နာလေးတစ်ခုဘာကြောင့်ပြင်ဆင်မထားနိုင်သေးလဲကျွန်တော်ပြောလဲဆိုရင်ပထမဆုံးရဟန်းရင်စင်းလာတဲ့အချိန်မှာတွေ့ပါလိမ့်မယ်ဘေးနားမှာ တမိုးပိုင်းတွေလိုမျိုး plastic အပိုင်းတွေလိုမျိုးအပိုင်းတွေလွင့်ပြန်ပြီးတော့ဖီယိုဖျဲနဲ့ပြန်ပြန်လွင့်ပြန်တက်နေတာကိုကြည်ချင်းအဖြစ်ဒါဟာရဟန်းရင်ဆင်းမဲ့ကွင်းတစ်ခုအဖြစ်တောင်စနစ်တကျပြင်ဆင်နိုင်ဇမန်ပြင်ဆင်နိုင်တဲ့အခြေအမရှိတော့ပဲတွေ့ရကွင်းပြောင်တွေ့ရလေကွင်းမှာရဟန်းရင်သုံးဆင်းတဲ့ဂမန်ကနန်လာပြီးတော့အထုပ်တွေရိတ်ခါတွေလက်နက်ခဲယမ်းတွေပစ်ချဒဏ်ရာရတဲ့လူနဲ့ထွက်ပြေးမဲ့လူတွေကိုကယ်ဆယ်ဖို့ဥပမာပြောရရင်တော့ ဖလောရိုင်းသမ္မတမာကုစ်တို့လက်ထက်ကနော်ရဟရင်နဲ့ကတော်ကမျိုးအလူရဲ့ပြေးနေတဲ့ရုပ်ရှင်တွေတွေ့ရပါလိမ့်မယ်။နောက်ဆုံးရှုံးတော့မဲ့ရှုံးနေတဲ့အချိန်မှာရဟရင်ကလာကယ်ထုတ်ချက်ချင်းတက်ကုန်တော့အလူရဲ့ပြေးတဲ့အဲဒီပုံစံမျိုးပဲအခုလည်းပဲစနစ်တကျပြင်ဆင်ထားခြင်းမရှိသေးတဲ့ကန္နာတကုန်ပထမဆုံးရဟရင်ဆင်းလာတဲ့ဆင်းလာတဲ့အချိန်မှာအစင်းသစ်စောင့်နေတဲ့ထွက်ပြေးတော့တဲ့ဖက်စစ်တပ်သားတွေကအလူရဲ့ပြေးပြီးတော့ရဟရင်ကိုပြစ်တက်နေကြတဲ့အချိန်နော်ပြစ်တက်သွားပြီပထမရဟရင်တက်တယ် အဲ့ဒီမှာဒုတိယယဟန်ရင်ထပ်ဆင်းလာတယ်ပထမယဟန်ရင်ကပြန်တက်ပြီအဲ့ဒီပထမယဟန်ရင်စပြီးတော့ပြန်တက်တဲ့အချိန်မှာပဲပထမဆုံးဘုံသီးတွေကြာတာကိုတွေ့ရပါလိမ့်မယ်ဒေါ်လိုင်းတက်ဖွဲ့တွေကနေကျဲချတဲ့ဘုံတော်လကောင်းတာဝေးပြစ်တော်လကောင်း RPG အနိကပြစ်တဲ့ RPG တော်လကောင်းတစ်ခုခုရဲ့ပြစ်ခတ်မှုကြောင့်ပထမဆုံးယဟန်ရင်စပြန်ပြီးတော့တက်တဲ့အချိန်မှာပဲသူ့ရဲ့အနောက်ဒိုက်တရာကျော်တရာခန့်အကွာမှာထပ်ပေါက်ကွဲတာတွေ့ရပါလိမ့်အဲ့ဒီမှာဒုတိယယဟန်ရင်ကဆင်းလာပြီ ကတော့ကမျိုးပြေးလာပြီးတော့အပြေးတက်ကြတယ်เนาะအပြေးတက်ပြီးတော့ရဟန်းရင်မြေကြီးမှာရောက်ပြီးတော့ပြေးတက်နေတဲ့အချိန်မှာပဲတတိယရဟန်းရင်ကပြန်ဆင်းလာပြီးတော့ပထမရဟန်းရင်ရက်ခဲ့တဲ့နေရာနားလေးမှာဝဲပြီးအထုပ်တွေသူပြစ်ချတယ်နောက်ကပြစ်ချပြစ်ချပြီးသူမြေကြီးပေါ်မဆင်းရသေးခင်မှာပဲသူ့ရဲ့တောင်ပန်နားလေးမှာအပေါ်ဒီ propeller အာဒီနားလေးပေါက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့ပြီးတော့သူဟာထိခိုက်သွားတယ် ထိခဲ့သွားတဲ့အချိန်မှာအဲ့ဒီယဟန်ရင်ဟာအထုပ်တွေပြစ်ချရုံမဲ့ပြစ်ချနိုင်ခဲ့ပြီးတော့လူသူ့လူပေါ်လူလည်းမချနိုင်ဘူးထပ်လိုက်မဲ့လူလည်းမတင်နိုင်မဲ့ဆိုတော့သူချက်ချင်းပြန်တက်ပြန်တက်တဲ့အချိန်မှာပဲဒုတိယယဟန်ရင်ကသူ့ရှေ့တွင်ပဲတတိယယဟန်ရင်ရဲ့ဒလက်တွေကိုဘုံထိသွားပြီးဆိုတော့တွေ့တော့သူလည်းပဲချက်ချင်းအမှပြန်တက်ပြန်တက်တဲ့အချိန်မှာကျွန်တော်ကကြည့်နေတာဟာအဲ့ဒီဒုတိယယဟန်ရင်ကသူ့နောက်မှာတက်နေတဲ့လူတွေအထုပ်တွေကိုပြီးစီးအောင်မတင်နိုင်ဘူးအတင်းပြန်တက်ပြီးတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တေးချာချက်ကြည့်တော့ သူ့ဘော်ကိုတက်နေတဲ့စစ်သားတွေကိုကန်ချနေတာတွေ့ရတယ်။တွေ့ပါလိမ့်မယ်တရားကြည့်ဒုတိယယဟန်ရင်အတင်းအလူရဲ့ပြန်တက်တဲ့ချိန်မှာနောက်ဘော်ကနေပြီးတော့သူ့ဘော်အတင်းအလူရဲ့တက်နေတဲ့စစ်သားတွေကိုကန်ချလို့အနည်းဆုံး၄ယောက်နဲ့အထက်ပြုတ်ကျနေအောင်တွေ့ရပါလိမ့်မယ်။ဒီအခြေအနေတွေကိုကြည်ချင်းအားဖြင့်ဖက်စစ်အကြံဖက်တက်တဲ့၄တက်နဲ့ကြီးတက်ဟာ ဘလို့မှပေါင်းစည်းလို့မရနိုင်တော့ဘူးအခါခွင့်တင့်လာရင်ကြီးတကကောင်းတွေကိုလေတကကောင်းတွေကပညာပေးမယ်အခုလိုရဟယင်ဘွားစောက်ကန်ချခံရတာတွေမကြခင်ဆက်လက်ဖြစ်ပေါ်လာမယ်ဒုနိတုသာပဲရဟယင်မောင်းတဲ့ပိုင်းလော့ဆိုတဲ့ကောင်းတွေအခုမျိုးထက်အောင်လို့လူသက်ကောင်းတွေမီးလောင်ကျွမ်းပြကြပြီးတော့ပြည်သူရဲ့နော်တစ္ဆာတွေစူးရှတယ်ပြည်သူတစ္ဆာပေါ့တို့တွားရလန်းလူသက်ကောင်းတို့တွားရလန်းမီးကျွန်းတဲ့ body တွေဖြစ်မကြခင်ဆက်လက်မြင်တွေ့ရမယ် ဒါဒီလိုခြေနေတွေကိုကြည်ချင်းအဖြစ်เนาะဒုတိယယဟန်ရင်ဘဝကနေကန်ချတဲ့အချိန်မှာ၄ရောက်တဲ့အထက်ဟာပြုတ်ကျပြုတ်ကျပြီးတော့ချက်ချင်းအတော်ကမျိုးထပြီးထွက်ပြေးသူတို့ရဲ့မနေ့ကဖြစ်တဲ့မြင်ကွင်းတွေကိုကြည်ချင်းအဖြစ်ဩတစ္ဆဖောက်တို့တွားရလန်းနောက်ဆုံးတော့ဒီစခန်းမဲမြန်းရတာပါလားအလူရဲ့ခွေးပြေးဝက်ပြေးတေပြေးရှင်ပြေးထွက်ပြေးနေကြတဲ့ဘဝရောက်ကြရှာပါလားဟမ်ငါတို့ဘယ်တော့မှမပြိုကွဲနိုင်ပါဘူးဆိုတော့ နိုင်ငံတော်အစ်စ်ရှိတဲ့စစ်တပ်ကြီးဟာတစ္ဆေဘောက်တို့တွားရလမ်းအတိုင်းခုဆိုရင်တစတဲ့တစပြိုကွဲနေပါဘောလားကျွန်တော်ဒါကိုစစ်သားဟောင်းတယောက်အနေနဲ့သုံးသပ်ပြီးတော့မပူပါနဲ့မင်းတို့တွေဖက်စစ်အကြမ်းဖက်စစ်တပ်ကြီးမရှိတော့လို့နိုင်ငံပြိုကွဲသွားမယ်ဆိုတော့မင်းတို့ဖက်စစ်ဘူချုပ်တွေရဲ့ဝါရမှိုင်းအောင်မှာမင်းတို့မပူပါနဲ့မင်းတို့ဖက်စစ်တပ်ကြီးမရှိတော့တဲ့အချိန် ်အစင်သည့်အစားထိုးနေရာဝင်ယူနိုင်တဲ့ပြည်သူကာကွယ်ရေးတပ်တွေဟာအခုစနစ်တကျတဖြည်းဖြည်းတဖြည်းဖြည်းဖြူဟာမြောက်တမအစင်စုဖွဲ့ပြီးပြင်ဆင်အစင်သည့်ဖြစ်နေပြီးအထွေထွေထိုးစစ်ကြီးလည်းစတင်တော့မယ်လို့ကြေညာပြီးဖြစ်တယ်။အဲ့တော့အထွေထွေထိုးစစ်ကြီးတော့မစသေးဘူးခွေးပြေးဝက်ပြေးပြင်းနေကြရတဲ့မင်းတို့ရဲ့အခြေအနေတွေကိုကြည့်ပြီးအခုမင်းအွန်လိုင်းဟာဆိုရင်သူအားကိုးတဲ့တရုတ်ဒိုမီနိတ်ရှီချင်းဖြင့်တကယ်တော့နောက်တစ်ချိန်မှာຫນွေဦးဒေါ်လာရဲ့အကြောင်း တမိုင်းသင်ကြားတိုင်းမျက်ရည်ဝိုင်းရမယ်ဆိုရင်ရှီချင်းဖြင့်နဲ့မင်းအွန်လိုင်းဆိုတဲ့နှစ်တွဲကိုဘယ်တော့မှကျွန်တော်သားစီမြေးဆက်မေ့ကြမှာမဟုတ်ဘူးအဲ့တော့မင်းအွန်လိုင်းဟာသူအားကိုးတဲ့ရှီချင်းဖြင့်သူအားကိုးတဲ့ပူတင်အခုဆိုရင်ပူတင်ရုရှားအမေရိကန်ရဲ့ဝိုင်းပတ်ပိတ်ချုပ်ပိတ်ဆို့ထိန်းချုပ်မှုအနေထားကြောင့်မဖြစ်မနေစိတ်ဆက်ညီနိုင်ရင်းနဲ့ယူကရိန်းစစ်ရပ်တန့်ဖို့ရေလှုပ်လာရပြီပူတင်ကို ဥရောပကကောင်းကောင်းပညာပေးတာခံရပြီးပူတင်ဘလို့မှနလန်မထူနိုင်တော့ပဲတရုတ်ကလက်ခစားတရုတ်ရဲ့အခိုင်းအစည်းခံဘဝကိုရုရှားနိုင်ငံကြောက်ရောက်သွားခဲ့ပြီဖြစ်တယ်ဒီချိန်မှာပဲတရုတ်ကိုကုံသွဲစစ်ပွဲနဲ့တကွတရုတ်ကျိုးပန်းမဲ့ကမ္ဘာပတ်လွှမ်းခြုံမဲ့သူရဲ့စီမံကိန်းတွေကိုအမေရိကန်နဲ့ကမ္ဘာနိုင်ငံကြီးတွေကဝိုင်းပတ်ပိတ်ဆို့ပြီးတော့တရုတ်ရဲ့မိစ္ဆာကွန်မြူနတီဝါဒကိုတင်းသက်ဖို့ကြိုးပမ်းလာတာဟာအခုဆိုရင် ကာတာ UAE အရှေ့လေပိုင်းနော်အခုအီရန်ကိုနောက်ဆုံးမျက်စပစ်ထားပြီးပြီမကြာခင်မှာအီရန်ငြိမ်ဝတ်သွားပြီဆိုတာနဲ့ဘင်္ဂလားဒေ့ရှ်နေဆက်နဲ့အိန္ဒိယသမုဒ္ဒရာတခွေမှာဖြန့်ကျက်လာမဲ့ကမ္ဘာစစ်အင်အားတွေဟာကွန်မြူနစ်မိတ်ဆာဝါဒကိုအရှိတောင်အာရှကနေတင်းတပ်ဖို့ဒီကြိုးပမ်းလာတော့မဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်မင်းအွန်လိုင်းဟာလည်းပဲ ကွန်မြူနစ်နှုတ်သက်ခံဆိုနေရတဲ့ဖက်စစ်ကွန်မြူနစ်အာဏာရှင်စနစ်နဲ့အသက်ရှင်နေရတဲ့အနေအထားအနေနောက်ဆုံးညီကုန်းချွတ်တော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာကဖက်စစ်ကွန်မြူနစ်ရဲ့နှုတ်သက်ခံဆိုနေတဲ့လူမျိုးသားတိုင်းတစ်ပါးသားတို့ရဲ့ဩဇာခံအာဏာရှင်စစ်တပ်စစ်ဘုစစ်သားတွေအဖြစ်ကိုနိုင်ငံသူနိုင်ငံသားတို့ကိုပြန်တတ်နေကြရတဲ့လူသက်သမားအလုပ်ကိုလုပ်နေကြတဲ့စစ်သားတွေကိုကျွန်တော်ပြောချင်တာဖြစ်တယ် မင်းတို့မကြခင်ပြုတ်ကွဲတော့မယ်မင်းတို့မကြခင်စီးရီးယားကအာဆတ်ရဲ့စစ်တပ်လိုမျိုးဖြစ်သိမ်းခံရတော့မယ်မင်းတို့မကြခင်အာဆတ်လီနဲ့ထွက်ပြေးသလိုမျိုးမင်းအွန်လိုင်းလီနဲ့ထွက်ပြေးတဲ့ခါမှာကူရမဲ့ကေရမဲ့ပေါင်မြင်လွတ်တဲ့ခွေးပမာတခင်ပြောက်တဲ့ဘဝနဲ့မင်းတို့အတိဒုက္ခရောက်ကြတော့မယ်အဲ့ဒီအချိန်မှာတိုင်းသူပြည်သားတရက်လုံးဟာ၄နှစ်ကျော် အန်ကျိတ်ငုံခံခဲ့ရတဲ့နာကြီးလုံးတဲ့အခြေအနေတွေကနေမင်းတို့ဘလို့မြေဝန်းနဲ့ပြည်သူတွေကိုပြန်ကြည့်မှလဲမင်းတို့တွေကိုလာကာပြစ်ပေးမဲ့လေရင်မရှိတော့တဲ့ဒီနေ့မင်းတို့တွေရဲ့စိန်မြောင်းတွေမင်းတို့တွေရဲ့အမြောက်တွေမှာထက်ပြရမဲ့ဘုံစံတွေမရှိတော့တဲ့ဒီနေ့မင်းတို့တွေအားကိုးယုံကြည်ရတဲ့ဖက်စစ်ဘုံကျုပ်တွေလေရင်နဲ့ထက်ပြေးသွားတဲ့ဒီနေ့မင်းတို့မိသားစုတွေနဲ့မင်းတို့အဆက်အသွယ်ပြတ်တောက်ပြီး မိတော့လို့เนาะ나ကြီးမုံတီးမှုနဲ့မြေဝမြေဝပိုင်ရှင်ပြည်သူတရားလုံးကမင်းတို့တွေကိုဝိုင်းပတ်ပြီးတော့ရရလက်နဲ့ကင်ဆွဲပြီးမင်းတို့ရှိကိုတရွေ့ရွေ့ပိုရစိတ်အုံမမာဝိုင်းအောင်ချီကပ်လာတဲ့တိမင်းတို့ဘလို့အနေထားနဲ့အသက်ဆက်ရှင်ဖို့စူးစမ်းမှလဲအခုကလေးကစဉ်းစားထားကြပါအဲတော့ဖက်စစ် ကျမ်းဖက်ကြီးရည်လေးတက်ကြီးကိုဖြိုဖျက်ပြီးတော့စနစ်ကျနာတဲ့ professional ပြည်တော်စု federal ကာကွယ်ရေးတပ်တော်ကြီးတွေမကြခင်ပေါ်ပေါက်လာတော့မှဖြစ်တယ်။ပေါ်ပေါက်လာမဲ့ပြည်သူ့ကာကွယ်ရေးတပ်တော်ကြီးတွေဟာမိစ္ဆာရုရှားတို့မိစ္ဆာတရုတ်တို့ရဲ့ထောက်ခံမှုနဲ့ပေါ်ပေါက်လာတာမဟုတ်ဘဲနဲ့ပြည်သူတိုင်းရင်းသားတရက်လုံးရဲ့ယဉ်နှစ်သေးချံတားယရနာသူရဲကောင်းများနဲ့စူးစီးဖွဲ့စည်းထားတာမို့လို့ ပြည်သူတရားလုံးရဲ့ယုံကြည်အားထားမှုကိုရရှိပြီးပြည်ဆောင်စုတရားလုံးမကြခင်မှာငင်းချမ်းตาရပျော်ရွှင်လာပါလိမ့်မယ်။ဖက်စစ်ကင်းစင်တဲ့ဒီနေ့ပြည်ထောင်စုတရားလုံးအုံအုံထနိုင်ငံတော်တည်တည်ဆောက်မှုလုပ်ငန်းစဉ်တွေကိုစတင်ကြပါလိမ့်မယ်။ဒါကြောင့်ဖက်စစ်တပ်ပြိုနေပြီးဖက်စစ်တပ်ကိုအစားထိုးဖို့ပြည်ထောင်စုနိုင်ငံသားအလုံးဝန်းရံစူးစမ်းပြီးနိုင်ငံတော်တည်ကိုမကြခင်ထူထောင်ကြပါစို့လို့ တိုက်တွန်းလို့ဆော်လိုက်ပါတယ်ပြည်သူတရားလုံးတောက်ခံတော့ပါမကြခင်ကျွန်တော်တို့အားလုံးအတူတူအောင်းလန်းလှိမ့်ထူကြမယ်